အလုံးမင်္ဂလာပါ UK Match TV Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်တဲ့အောင်လည်းမင်္ဂလာပါ Manchester United အသင်းက Matthias Cunha ကို လာမယ့်ရပိုင်တွင်းမှာတရားဝင်စစ်စစ်မှာဖြစ်ကြောင်းကလပ်ဘက်ကအတည်ပြုပြီးဖြစ်တယ်။ဆိုတော့ကုညာရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ Wolf နဲ့ Man United ကြားမှာအားလုံး agreement ရထားသည့်တိုင်အောင်ဒါကုညာကို United ကဘယ်တော့စစ်စစ်မလဲဘယ်တော့ပုံစံနဲ့အပြစ်တက်မလဲကိုပြည်သက်တော်တော်များများစောင့်မျှော်နေကြတယ်။ဆိုတော့အခုလောလောဆယ်မှာ Manchester United က Matthias ကုညာရဲ့ medical ဒါဒိတ်ကိုသူတို့သတ်မှတ်ပြီးသားဖြစ်တယ်။ market swap show ရဲ့ကြောင့်နံပါတ်10ကိုလည်းသူတို့ပေးဖို့အတည်ပြုထားပြီးဖြစ်တော့ကုညာဟာ Manchester United ရဲ့ first signing ဖြစ်ပြီးတော့ကြောင့်နံပါတ်10ဝစ်စင်မယ်အဲ့ဒီနေရာမှာနီးပြဝူပင်အာမရွန်ကဟိုတနေ့တုန်းကအလဟန်ဒိုဂါနာချိုကိုအပြက်ပြောလိုက်တယ်အတင်းတကိုရှာထားဖို့ဆိုပြီးတော့ဂါနာချူကိုအပြက်ပြောတဲ့အတွက်ကြောင့်အလန်ဒိုဂါနာချူကမန်ချက်စတာယူနိုက်တက်ကတေချာပေါက်ထွက်မယ်ထွက်မယ်လို့ပြောထားတဲ့အချိန်မှာဂါနာချူနဲ့ပတ်သက်လို့မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ တန်း90 60လောက်ထိမျောလင်းထားတယ်ဆိုတော့ဒါဒီနောက်ဆုံးကြာတိတဲ့သတင်းရဆိုရင်ဒါဂါနာချိုကိုဒါဒါရူပေအမရိုကဘယ်လိုပြောလဲအသင်းရဲ့ကစားသမားတွေရှေ့မှာ ဒါမင်းအတင်းတစ်ကိုရှာထားဖို့ ਨੇ ဒါမင်းအနေနဲ့ဒါလက်ရှိအနေထားရာကလပ်အသင်းကတေချာပေါက်ထွက်ခွာရတော့မယ်ဆိုတဲ့အခြေအနေတွေအားလုံးကို तू ကပြောထားပြီးသားသူတို့နှုတ်ကြမှာတင်မှာမှုကအများကြီးရှိတယ်ဂါနာချောတော့ရှင်းတယ်ဗျာယူရိုပါလီအဆင့်တိုင်းကစားခဲ့ရပြီးတော့မှ final မှာ16မိနစ်ပဲကစားရတယ်ပေါ့သူတော်တော်လေးစိတ်ပြက်လေးရှိတယ်ဆိုတော့ ဒါအခုလောလောဆယ်မှာတော့အသင်းသစ်ကိုရှာဖွေဖို့နဲ့ဒါလက်ရှိနေထိုင်ရဂါနာချိုကိုနာပိုလီရဲ့အာဂဇာဒရိုက်တာကတောက်လျှောက်ဆွေးနွေးနေတယ်။နာပိုလီကဒီအပိုင်းမှာကေဗင်ဒဘရိုင်းနာရောအလဟန်ဒိုဂါနာချိုရောနှစ်ယောက်စလုံးကိုတပြိုင်တည်းဆွေးနွေးနေတယ်။နာပိုလီဥက္ကဋ္ဌကိုယ်တိုင်ကဒဘရိုင်းနာကိုသူတို့ဆွေးနွေးတာမှန်ကန်ကြောင်းဝန်ခံထားတယ်။သူကတော့အလွတ်ပြောင်းရွှေ့ခြင်းဖြစ်ပြီးတော့အလဟန်ဒိုဂါနာချိုကိုတော့နာပိုလီကတန်း၄၀လောက်နဲ့ကမ်းလှမ်းချနေတယ်။ယူနိုက်တက်က60လောက်ထိ 90ဆိုတော့သူတို့ happy ဖြစ်တယ်ဒါပေမဲ့60ကတော့သူတို့ maximum လိုချင်တဲ့ပုံစံမျိုးတောင်းဆိုထားတယ်ဒါကအခုလောလောဆယ်မှာ Man United ဘက်က Alejandro Garnacho နဲ့ပတ်သက်လို့သူတို့ဘက်ကအပိသက်ဒါသူတို့ပြောထားတဲ့အချိန်မှာ Manchester United တို့ကကုညပြီးတဲ့အချိန်မှာနောက်ထပ်ရောက်လာမယ့်ကစားမရှိတယ်ဆိုတော့အဲ့ဒါကတော့ Lien Dilat ဆိုတော့ Dilat အကြောင်းမပြောခင်မှာအခုလောလောဆယ်မှာ club ဘက်က Marcus Rashford ကိုအတင်းချောင်းထုတ်နေတယ် ဘာကြောင့်ရောင်းထုတ်နေလဲဆိုတော့အခုလောလောဆယ်မှာ Manchester United ကအခု Matthias Cunha အတွက် Wolverhampton ကိုပြောင်းဖိချေပေါင်62.5တန်းရောကြီးစာချုပ်သူတို့ပေးလိုက်ပဲလို့အတီးပြုတ်ပြီးတော့ကမ်းလှမ်းခဲ့တယ်ဒါ David Ornstein မှာပေါ်ပြချက်အဲ့ဒါပေမဲ့ပြဿနာကအဲ62 62.5ငါးတန်းကိုသူက၅နှစ်အတင်းခွဲပေးဖို့ United ကအဲ့ payment structure နဲ့ Wolf ကို submit လုပ်လိုက်တယ် ဒါပေမဲ့ Wolverhampton ကအများဆုံးနှစ်နှစ်ထက်မပိုတဲ့ instrument ကိုပဲပေးစီခြင်းနဲ့အဲ့ဒီအတွက်ကြောင့်သူတို့ဂျားမာနည်းနည်းလေးအပီးတတ်ဖို့အတွက်ကြာနေတဲ့အဓိကအချက်ဖြစ်တယ်ဒါပေမဲ့အပြောင်းရွှေ့ရတော့ဖြစ်မယ်ဖြစ်မယ်ဒါပေမဲ့သိကြတာကဒါ final d ပါနောက် jersey ကင်ပြီးတော့ပေးတတ်တဲ့ကိုပြဖို့အတွက်ကနည်းနည်းလေးတိုင်ပတ်နေတာဒါပဲဆိုတော့အဲ့ဒီနေရာမှာ Man United ကဒီ transfer budget က ရီယာတီမှာတိတ်မရတဲ့အတွက်ကြောင့်ကစားမရောင်းချရေးကိုအဓိကလုပ်နေတဲ့အချိန်မှာဒါသူတို့ဘက်ကအခုဂျိုရှွာဆက်စီရောဝိုင်လိုင်းရောကိုထုတ်ချင်တယ်တကယ်လို့သူတို့လိုချင်တဲ့တိုက်စစ်ဘက်ကတယောက်ရောအားဖြည့်နိုင်မယ်ဆိုရင်ဒါမန်ယူနိုက်တက်ဘက်ကအခုလောလောဆယ်မှာအပြောင်းလဲတွေအများကြီးတွက်သူတို့တာဂတ်ထားတဲ့အချိန်မှာဝေရနိုင်မဲ့ပလေယာတွေကိုသူတို့ဦးစားပေးပြီးရောင်းတယ်မာကတ်ဆရက်ရှုကိုသူတို့အမှန်တိုင်းပြောတော့သူတို့ကအပြီးသက်ရောင်းချင်တာမကန်ဆိုးချင်တော့ရက်ဖို့ကဘာဖြစ်လဲဆိုတော့ချန်ပီယံလိရတဲ့အသင်းကိုပဲကန်ချင်တယ် ချန်ပီယံလိရတဲ့အသင်းကိုပဲပြောင်းချင်တဲ့ပြဿနာရဲ့နောက်တစ်ခုကသူလစာရှော့ယူဖို့ကိုညှင်းဆိုထားတဲ့အချက်အဲဒီအချက်က United နည်းနည်းတိုင်ပတ်တဲ့အချက်ပဲတပတ်ကို3သိန်းခွဲလောက်ပေးရတဲ့ Marcus Rashford ကို Barcelona ကလည်း40မပေးချင်ဘူးအဲဒီချိန်ထဲမှာပဲဒါ Aston Villa ကလည်း Champions League မဝင်တဲ့အတွက်သူ့40မခေါ်တော့ဘူး Man United က40ဆိုရင်လက်ခံနဲ့ကျင့်တဲ့ဒါပေမဲ့ပြဿနာကသူ့ကိုခေါ်မဲ့အသင်းက Champions League လည်းဝင်ရမယ်လစာလည်းအဲ့လောက်ပေးရမယ်ဆိုရင်ချက်ကျွန်တော်မှတ်မိတဲ့ Alexis Sanchez ကို United က5သိန်းနီးပါးပေးခဲ့တယ် နောက်ဆုံးထုတ်ဖို့အတွက်အမတန်ခတ်တော့အင်တာမီလန်ကိုအငားချတယ်အဲ့ဒီအချိန်မှာသူတို့ကပတ်စံကို၃ပုံ၂ပုံ၄ပုံ၃ပုံလောက်စိုက်ပေးခဲ့ရတယ်အခုလည်း rush for situation အဲ့လိုပုံစံဖြစ်နေတယ်ဆိုတော့အဲ့ဒါက Man United အနေနဲ့ rush for ကိုသူတို့ကပြောင်းရွှေ့ခြေထက်သူရဲ့ wages pay ကို clear လုပ်ချင်တာ market rush for ဆိုတော့ဟူလလောစင်မှာအာလဟန်ဒိုဂါနာချိုကိုအတင်းသိရှာဖို့ Ruben Amorim အတီးပြူထားပြီးတဲ့အချိန်မှာဂါနာချိုကိုယ်တိုင်ကလည်း ဒါ Real Madrid ကို offer ပေးသလို Napoli နဲ့စကားပြောနေတယ်။တချို့ကတော့ Gala ချုပ်ကိုရောင်းရင်နောက်ထပ် United ကဆုံးရှုံးမယ်ကစားမတယောက်လို့မြင်နေကြသူတွေရှိပေမဲ့သိကြတာတော့အပြောင်းရွှေ့ဈေးကွက်မှာ Man United ကကုညာတို့ Dean Delatto, Juan Garcia တို့ပြီးသွားရင်တော့သိကြတယ်။အပြောင်းတွေကိုသိကြပေါ့အယောင်းတွေကိုစက်တိုက်တွေးရမှာဖြစ်ပါလေ။အားလုံးကျေးဇူးတင်ပါတယ်။